အီရန်ကိုအစ္စရေးရဲ့တိုက်ခိုက်မှုမှာအီရန်ဘက်ကထိတ်တန်းခေါင်းဆောင်တွေတော်တော်များကြာဆုံးသွားတယ်လို့သိရပါတယ်။ဘသူတွေကြာဆုံးနေကြည့်အောင်များအီရန်ကိုအစ္စရေးတိုက်ခိုက်မှုတွင်အစ္စလာမစ်တော်လှန်ရေးစောင့်တန် IRGC တပ်မှုချုပ်ဗိုလ်မှူးချုပ်ဟူစိန်ဆလာမီနဲ့ချားလ်စ်ဘက်ဆိုင်ရာထင်ကရပုဂ္ဂိုလ်တွေတေဆုံးပါတယ်။ဗိုလ်မှူးချုပ်ဆလာမီကြာဆုံးခြင်းဖြစ်ကြောင်းတက်စနင်းသတင်းဌာနကအတည်ပြုပါတယ်။လက်တလုံးနောက်ထပ်သတင်းချက်လက်တွေမရသေးပါဘူး။ ဘုံမှုသောဆလာမီကြောင့်ဆုံးကြောင့်တော်လိုင်းစောင့်တဲ့ IRGC ကလည်းအတည်ပြုပါတယ်။ IRGC နဲ့လက်နက်ကိုက်တပ်ဖွဲ့များတခြားတပ်လက်ရုံးတွေဟာမွတ်စလင်ကဘာမှတခြားအင်အားစုတွေနဲ့တူအစ္စရေးကိုပြင်းပြင်းထန်ထန်တုံ့ပြန်မှုအသိရှိပြီလို့ဆိုပါတယ်။အစ္စရေးရဲ့နေရာဖြန့်တိုက်ခတ်မှုမှာနျူကလ িয়ার သိပ္ပံပညာရှင်နဲ့အစ္စလာမစ်အာဇတ်တက္ကသိုလ်ဥက္ကဋ္ဌမိုဟာမက်မန်ဒီတာရန်ချီနျူကလ িয়ার သိပ္ပံပညာရှင်တူဖြစ်တဲ့အီရန်နုမျိုးစွမ်းရည်အေဂျင်စီရခိုင်ကြီးကဟောင်းဖရန်ဒွန်အာဗာစီတို့လည်းသိပါတယ်။တက်စနစ်သတင်းဌာနအစိုးရအီရန်တပ်ပေါင်းစု စစ်ထောင်သားချုပ်တက်မှမူဘိုဂျုတ်ဂိုလန်အလီရာရှစ်လဲတေဆုံးတယ်လို့ဆိုပါတယ်အစ္စရေးတိုက်ခိုက်မှုဟာမြို့တော်တီဟီရအနီးတစ်ဝိုက်နယ်မြေတွေအပြင်တခြားမြို့ကြီးတွေကိုလည်းပိတ်မထားတိုက်ခိုက်တာဖြစ်ပါတယ်ဒါအပြင်နောက်ထပ်သတင်းတစ်ခုအရဆိုရင်အီရန်စစ်တပ်စူစီချုပ်ဘိုဂျုတ်မူဟာမက်ဘာဟီရီပါကြာဆုံးတယ်လို့အီရန်ရုံးတံကကြေညာပါတယ်ကြာဆုံးခဲ့တဲ့စူစီချုပ်ဘိုဂျုတ်ဘာဟီရီဟာ1980ခုနှစ်ကအီရန်အဆောက်အအုံကိုဝင်ရောက်ခဲ့တာဖြစ်ပါတယ် အဒီကနဲ့အစင်စင်ရာလူတိုးမြင့်ခဲ့ခြင်းဖြစ်ပြီးအေးပါတဲ့စစ်တပ်ကောင်းဆောင်တွေကထိပ်သီးပုံကိုလည်းဖြစ်ပါလေ။ Rising Lions စင်လို့နာမည်ပေးတဲ့ Israel တပ်ခိုင်မှုကြောင့် Iran စစ်ဦးစီးချုပ်ပါဝင်စစ်တပ်အရာရှိကြီးတွေနဲ့တိုက်ပတ်ပညာရှင်အများအပြားတေဆုံးခဲ့တာဖြစ်ပါလေ။အတီးပြုတ်နိုင်တဲ့သတင်းတွေကတော့စစ်ဦးစီးချုပ်မိုဟာမက်ဘာဟီရီ Islamic Dawn ရဲ့ဆောင်းတက်စစ်ဦးစီးချုပ် Hussein Salami ခါတာမဲအမ်ဘီယာဘဟုဌာနချုပ်တမူဂိုလာမီရာရှက်နျူကလ িয়ার သိမ်းဘုံညာရှင်နဲ့အီရန်အနုမြူဖွဲ့အကြီးအကဲဟောင်းဖရိုက်ဒွန်ဗာစီနျူကလ িয়ার လက်နက်စီမံကိန်းကနျူကလ িয়ার သိမ်းဘုံညာရှင်မိုဟာမက်ဒီတာရန်ချီတို့တေဆုံးခဲ့တယ်လို့ဆိုပါတယ်။အီရန်ရဲ့ဘာသာရေးကောင်ဆောင်အဓိပတိကြီးအရာဒိုလာအလီခါမီနီကတော့တက်ရှိထင်ရှားဖြစ်ရှိနေစေဖြစ်တယ်လို့သိရပါတယ်။သူဟာလက်ရှိအခြေအနေကိုအခြေအနေတပြေးညီသိရှိနေကြောင်းလုံခြုံရေးသတင်းရင်းမြစ်တွေကပြောပါတယ်။အဓိကအားဖြင့်အီရန်ရဲ့စစ်တပ်နဲ့ ဒီနျူကလ িয়ার သမ္မတရှင်တွေအဓိကသေဆုံးခဲ့တာဖြစ်ပြီးအီရန်အစိုးရပိုင်းသမ္မတနောက်အပြင်လက်ရှိအီရန်ရဲ့ဝန်ကြီးတွေကတော့သေဆုံးခြင်းရှိတယ်မရှိဘူးဆိုတဲ့သတင်းတော့ထွက်ပေါ်လာခြင်းမရှိသေးပါဘူးဒီကိစ္စအတွက်အစ္စရေးကိုအပြင်းထန်လက်တုံ့ပြန်မယ်လို့အီရန်ကကြုံဝါထားတာပဲဖြစ်ပါလေကြုံဝါထားသလိုတကယ်လည်းပြန်လည်တိုက်ခိုက်ဖို့အတွက်ပြင်ဆင်နေပြီဖြစ်ပါလေအီရန်နဲ့အစ္စရေးအခုလိုမျိုးစစ်ပွဲဘဲကစားလဲလေးလာသူတွေကပြောပါတယ် အမေရိကန်သမ္မတထရန့်ကအီရန်ကိုနျူကလ িয়ার ရင်မှန်ချက်တွေရပ်တန့်ကရပ်ဖို့ပြောတယ်ညီနိုင်တဲ့အီရန်ခေါင်းဆောင်ကမ္ပဏီကနျူကလ িয়ার အစီအစဉ်ကိုမရက်နိုင်ဘူးလို့ပြန်ပြောပါတယ်။အမေရိကန်နဲ့အီရန်ဆွေးနွေးပွဲအစီအစဉ်ဟာပြက်လို့မခံဖြစ်သွားပါတယ်။အကျိုးဆက်ကအီရန်ကိုဝန်တိုက်တာပဲဖြစ်ပါတယ်။အီရန်ရဲ့မြေအောက်နျူကလ িয়ার နေရာတွေနျူကလ িয়ার သိမ်းပညာရှင်တွေရဲ့အိမ်နေရာတွေအီရန်ရဲ့ထိပ်တန်းကောင်းဆောင်ပြစ်မှတ်တွေအကုန်လုံးဘုံချပြီးအန္တရာယ်များလို့တဲ့နိုင်ငံစစ်ပွဲကိုစတင်လိုက်တာပါ အစ္စရေးစစ်ဆိုချက်ကအီရန်ဟာ TND ရန်70တန်းရှိတဲ့ဒုံးကြီးပေါင်း1000လောက်ထုတ်နေပြီးတော့အစ္စရေးကိုတိုက်ဖို့ပြင်နေတယ်။အီရန်ကနျူကလ িয়ার ထုတ်နိုင်ရင်ဒီဒုံးကြီးတွေဟာနျူကလ িয়ার ထိတ်ဖို့တက်ဆင်ပြီးအစ္စရေးကိုပြစ်နိုင်တယ်။အီရန်ကနျူကလ িয়ার ထုတ်ပြီးရင်သူ့ရဲ့ Hezbollah, Hamas, Houthi အစရှိတဲ့အကြမ်းဖက်အဖွဲ့တွေကိုနျူကလ িয়ার ဘုံပေးပြီးအစ္စရေးကိုတိုက်ခိုင်းလိမ့်မယ်။အီရန်နျူကလ িয়ার လက်နက်ထုတ်လို့နိုင်မလို့လာပိုင်းမဲ့လို့တော့တယ်အလွန်နှီးစက်နေပြီ။ဒါကြောင့်လက်ဦးမှုရယူတာပြီးဆိုလို့ကြေညာပါတယ်။ဒါကိုအစ္စရေးထောက်လိုင်းဖွဲ့ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီးအသေးစိတ်ကိုအစီရင်ခံခဲ့တယ်လို့ဆိုပါတယ်။ Israel ဝန်ကြီးချုပ်နေတာညာဟုရဲ့မိန့်ခွန်းထဲမှာတော့ Iran ဟာ Israel ကိုမကောင်းဆိုးဝါလို့ခေါ်တယ်လို့ American ကိုမကောင်းဆိုးဝါကြီးလို့ပြောပါလိမ့်။ Iran ဟာ Israel နဲ့ American ကိုအမြဲရှင်းလင်းဖို့ကြိုးစားနေတာပါ။ဂျူးလူမျိုးတွေကဒုတိယကမ္ဘာစစ်အစပိုင်းမှာတန်းချီတည်ဆုံခဲ့တယ်။ဗဲနိုင်ငံခေါင်းဆောင်မှာဝန်မကယ်ခဲ့တဲ့နာကြီးစရာတမိုင်းလည်းရှိပူပါတယ်။ပထမကမ္ဘာစစ်ပြီးတော့နိုင်ငံခေါင်းဆောင်တွေကငင်းချင်းရောက်အောင်စူးစမ်းရင်စူးစမ်းရင်တမိုင်းမှာလူသန်း60ကျော်တည်ခဲ့ရတဲ့ဒုတိယကမ္ဘာစစ်ဖြစ်လာပါတယ်။ ဂျူးလူမျိုးသုံးဖို့တဘုံ6တန်းကျော်တည်ခဲ့ရတယ်။အရင်သမိုင်းဆိုးလို့ထမဖြစ်အောင်ရန်သူအီရန်နျူကလ িয়ার မရခင်ကိုကစပြီးတော့ကြိုတင်လက်ဦးမှုမယူရင်ဂျူးလူမျိုးတွေပျောက်သွားနိုင်လို့အစတိုက်တာဖြစ်တယ်လို့နေတာညာဟုကပြောပါတယ်။အီရန်ကောင်းဆောင်ကမ္ပဏီကတော့အန်ဒီယာကလွန်မြောက်ခဲ့ပါတယ်။ကမ္ပဏီကဇီယွန်ဝါဒီတွေဟာလူနေအင်ဂျင်တွေကိုပါတိုက်ခိုက်ပြီးစစ်ပွဲကိုစခဲ့တာမျိုးပြင်းထန်တဲ့အကျိုးဆက်ခံရမယ်လို့ကြေညာပါတယ်။သမ္မတထရန့်ကတော့အစ္စရေးကတကူတော်လှရှားခဲ့တာဖြစ်ပြီးအမေရိကန်အဲ့ဒီကိစ္စမှာလုံးဝမပါဘူးလို့ကြေညာပါတယ်။ မနေ့ညကအစ္စရေးတိုက်ခိုက်မှုကြောင့်အီရန်ရဲ့နိုင်ငံတကာအရေးမှအရေးပါတဲ့ဗိုလ်ချုပ်တွေဖြစ်တဲ့ဟူစိန်စလာမီ၊မိုဟာမက်ဘာဟီရီ၊စစ်ဦးစီးချုပ်အရာရှိတွေ၊ထိုက်တန်းစစ်ဗိုလ်ချုပ်တွေပညာရှင်တွေတည်ဆောင်းပါတယ်။အီရန်ဟာအစ္စရေးကိုဒုံးကျည်300ပြည့်လွတ်တိုက်ခိုက်ခဲ့တာနှစ်ပိုင်းမှရှိပါသေးတယ်။ဒီတစ်ခါလဲအီရန်စစ်တပ်ဟာအရေးပါတဲ့ခေါင်းဆောင်တွေတော်တော်များများကြာဆုံးပေမဲ့ဘလို့ပြင်းပြင်းထန်ထန်တုံ့ပြန်မယ်မသိရသေးပါဘူး။ လက်ရှိကမ္ဘာဟာဥရောပစစ်ပွဲဖြစ်တဲ့ရုရှားယူကရိန်းစစ်ပွဲတောင်အာရှတင်းမောင်းမှုဖြစ်တဲ့အိန္ဒိယပါကစ္စတန်ထိပ်တန့်ရင်ဆိုင်မှုအရှေ့အလယ်ပိုင်းစစ်ဖြစ်တဲ့အစ္စရေးအမေရိကန်အီရန်ဟူသီဟစ်ဘိုလာဟာမတ်စစ်ပွဲအရှေ့တောင်အာရှမှာကမ္ဘောဒီးယားထိုင်းတင်းမောင်းမှုအရှေ့အာရှမှာတရုတ်အမေရိကန်တင်းမောင်းမှုနဲ့တကမ္ဘာလုံးကလူသားတွေစစ်သွေးစစ်စိတ်တွေကြွနေပုံကတော့တကယ်ကိုဖျားတရားတဆရာအခြေအနေပဲဖြစ်ပါလိမ့်ခါဒီကြံတန်းလာတဲ့ကံကြမ္မာကိုအစ္စရေးအနေနဲ့ကြုံစေရမယ်လို့အီရန်ဒီပတီခါမီနီကပြောပါတယ် ဇွန်17နေ့ဆိုပါမယ်အစ္စရေးကမြို့တော်တီဟီရန်ပါဝင်အီရန်နိုင်ငံအနှံ့ရှိတဲ့နျူကလ িয়ার နည်းပညာဆိုင်ရာစောင့်နေတဲ့စစ်ကမ်းတွေကိုပြစ်မှတ်ထားပြင်းထန်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်အီရန်ဘက်ကတော်တော်လေးအထိနာခဲ့ပါတယ်။ဒါကြောင့်ခါမေနီကပြည်သူတွေစီရုံမြင့်တန်ကြာကနေတစဉ်သတင်းစကားပြပူရမှာအစ္စရေးလို့ရုပ်ကိုရာဇဝတ်မှုတစ်ခုလိုဝေဖန်ပြီးပြင်းပြင်းထန်ထန် ပြစ်ဒဏ်စီရင်မယ်လို့ကြုံမသွားပါလေ။အစ္စရေးဟာအရက်သား area တွေကိုရွေကျက်ရှိရှိတိုက်ခိုက်ခဲ့တယ်လို့ဆက်ဆက်ပြီးဒီလောက်ရဟာအစ္စရေးဆိုရက ဘလောက်သွေးစားပြီးမကောင်းဆိုးဝါးဆန်တယ်လဲဆိုတာမြင်သာစေတယ်လို့ဆိုပါတယ်။နောက်ပြီးအီရန်ကိုကျူးကျော်ထိပါတခဲခဲ့တဲ့လုပ်ရက်ကိုလက်တော့မပြန်ဘဲအလျှော့ပေးစရာဘာကြောင်းမှမရှိဘူးဆိုပါတယ်။ဖျားသခင်လူတော်ရခိုင်မာတောင်းနေတဲ့အစ္စလာမစ်နိုင်ငံတော်ရဲ့လက်နက်ကင်တက်တဲ့ဟာဇီယွန်ဝါရီတွေကိုပြစ်ဒဏ်မစီရင်ဘဲခွင့်လွတ်ပေးမှာလုံးဝမဟုတ်ဘူးလို့ခမီနီကဆိုပါတယ်။ဇီယွန်ဝါရီဆိုတာဟာအစ္စရေးဆိုရကိုရည်ညွှန်းတဲ့အတုံးနှုတ်ပါ။ခမီနီယာအစ္စရေးကိုရှုတ်ချတဲ့ကြေညာချက်ကိုလည်းရေးခဲ့ပါတယ်။ ်အစ္စရေးတိုက်ခိုက်မှုတွင်အီရန်စစ်ဘက်ထိတ်တန်းအရာရှိတွေနဲ့နျူကလ িয়ার သုံးပုံရရှင်တို့တေဆုံးခဲ့တာအမှန်တရားဖြစ်ပြီးသူတို့ရဲ့လက်ထောက်တွေဟာချက်ချင်းအစားထိုးဝင်ရောက်ပြီးတော့သက်ဆိုင်ရာလုပ်ငန်းတွေအဆက်မပြတ်စေဖို့တာဝန်ယူမယ်ဆိုပါတယ်အစ္စရေးတိုက်ခိုက်မှုတံကြောင်ခမနီပါဝင်အီရန်ဆိုရခေါင်းဆောင်မှအားလုံးလိုတေဆုံးကုန်တယ်လို့ယုံကြည်ကြောင်းအစောပိုင်းတရင်ချုပ်ကပေါ်ပြပေးမယ်အီရန်ဆိုရထိပ်ပန်းတရင်ချင်းမြစ်တွေကခါမနီဘေးကင်းတယ်လို့မှတ်ချက်ပေးပါတယ်အစ္စရေးတိုက်ခိုက်မှုတွေစတဲ့ညကလေးကအီရန်ဟာနိုင်ငံလေပိုင်းနဲ့ကိုပိတ်ထားသလိုအစ္စရေးကိုစစ်ရေးရောက် တုံ့ပြန်မှုတွေလည်းအချိန်မရွေးဖြစ်ပေါ်လာနိုင်တယ်လို့နိုင်ငံကတကာအရေးဆောင်ကြည့်သူတွေကပြောပါတယ်။လက်ရှိမှာတော့ Iran Israel ပြည်ပခါကြောင့်ရေနံစိမ်းကအခုန်တက်နေပါတယ်။အရှေ့လက်ပိုင်းဒေသကစစ်ရေးသတင်းထွက်ပေါ်လာပြီးတဲ့နောက်ရေနံစိမ်းစိမ်းဟာဆရာကန်တော့ခုန်တက်သွားပြီးနောက်ထပ်လည်းစက်တက်မဲ့လာလာရှိပါတယ်။အခုကမှရေနံစိမ်းတစ်စီစီဟာ85ဒေါ်လာဝန်းကျင်လောက်ရှိပါတယ်။အစ်ဇူနဲ့အီရန်ကြားကစစ်ရေးပဋိပက္ခဟာရေနံအထွက်ကျွားရာ အရှေ့လယ်ပိုင်းဒေသတွင်းနိုင်ငံတွေစီကတင်ပို့မှုကိုထိခိုက်နှောင့်ယှက်စေတယ်လို့ကုန်သွယ်လုပ်ငန်းရှင်တွေကဆိုရင်းနေပါတယ်။ရင်းနှီးစိမ်းဈေးတက်ခြင်းဟာလောင်စာစီစဉ်နှုန်းတွေကိုလည်းဓာတ်ရိုက်ကျိုးသက်ရောက်ပြီးအကျိုးဆက်ဖြစ်တဲ့ပို့ဆောင်ရေးဈေးမြင့်တက်လာတာကြောင့်စားသောက်ကုန်တွေလူသုံးကုန်တွေပါဈေးတက်လာနိုင်ပါလိမ့်။စွိုင်းလုပ်ငန်းဆိုင်ရာကုန်သွယ်ကြီးတွေကတော့လာမယ့်ရက်ပိုင်းတွင်အီရန်ဘက်ကလက်စားချေတုံ့ပြန်မဲ့ခြင်းနဲ့စောင့်ကြည့်နေပါတယ်။အစ္စရေးဟာနိုင်ငံလုံခြုံရေးကို ထိပါချင်းချောင်းနေတာကြောင့်ဆိုတဲ့ဆွဆွဲချက်နဲ့အီရန်ရဲ့နျူကလ িয়ার အဆောက်အုံတွေစစ်စခန်းတွေကိုစတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အီရန်ရဲ့လက်တော့ပြလာနိုင်တဲ့ခြေနေကိုကြည့်ပြီးတော့အစ္စရေးကလည်းအရေးပေါ်ခြေနေကြီးညာထားပါတယ်။ကမ္ဘာကြီးနဲ့တင်ပို့မှုဈေးကွက်မှာအဓိကစိုးရိမ်ရတဲ့အဆိုးဆုံးဖြစ်နိုင်ခြေကအီရန်ဟာစစ်ဖြစ်တာအကြောင်းပြပြီးတော့နိုင်ငံကမ်းလွန်ပြင်မှာရှိတဲ့ဟော်မုစ်ရေလက်ချောင်းကိုပိတ်ပစ်လိုက်တာမျိုးပါ။အဲ့ဒီရေလက်ချောင်းဟာနိုင်ငံတကာရင်းနှီးတင်ပို့ရောင်းချမှုတွေအသက်သွေးကျော်နေရလို့စိုးနိုင်ပါတယ်။ စီပေါင်းတန်းချီများပြားတဲ့ရင်းနှီးတွေကိုတင်ဆောင်တဲ့တင်မိုးတွေကနေစဉ်ဟော်မုစီလက်ချာကိုဥဒဟုဖျက်တမ်းနေပါတယ်။ဟော်မုစီလက်ချာဟာကဘာနဲ့တင်မိုးတွေရင်းနှီးအလုံးရဲ့ငါးပုံပုံဖျက်တမ်းသွားလာရာရေလဲကြောင်းလဲတည်ရှိနေပါတယ်။အခုအီရန်နဲ့အစ္စရေးကြားထဲမှာတအုံးအုံးပေါက်ကွဲမှုတွေစတင်နေတဲ့အချိန်မှာအမေရိကန်သမ္မတထရန့်ကတော့အင်ဖြူတော်မြက်ခင်းပြည်မှာလွတ်တော်မတ်တွေနဲ့အရေးပေါ်တွေ့နေပါတယ်။အစ္စရေးဟာစစ်စင်ရေးစတင်နေတဲ့ပတ်သက်ပြီးထရန့်စီကြိုတင်အကြောင်းကြားခဲ့လာဆိုတာမသိရသေးပေမယ့်အဲ့ဒီတော့ကထရန့်ဟာတခြားသူတွေနဲ့လက်ဆွဲနှုတ်ဆက်ရေးစကားဖောက်ပွဲနေတာပါ။ မရိကန်နိုင်ငံဂျိုင်းဝန်ကြီးမကိုရူဘီယိုကတော့အစ္စရေးတိုက်ခိုက်မှုဟာအီရန်တစ်ဖက်သက်ဆိုင်တဲ့လုပ်ရည်တွေကိုတုံ့ပြန်ရတာဖြစ်တယ်လို့မဟာမိတ်ဘက်ကကာကွယ်ပြောပါတယ်။နောက်ပြီးကုကုကိုကာကွယ်ဖို့အတွက်ဒီစစ်စင်ရေးဟာတေချာပေါက်လိုအပ်တယ်လို့အစ္စရေးကအမေရိကန်ကိုရှင်းပြခဲ့ကြောင်းမကိုရူဘီယိုကဆိုပါတယ်။ဒါပေမဲ့အီရန်ကိုစစ်ပြုတ်တက်ခဲ့တဲ့အစ္စရေးရဲ့ဆုံးဖြတ်ချက်မှာအမေရိကန်လုံးဝဆက်ဆက်မပါဝင်ခဲ့ဘူးလို့ပြောပါတယ်။အီရန်မှာတော့အခြေအနေရှုပ်ထွေးနေပါတယ်။ထိခိုက်ပျက်စီးမှုအခြေအနေကလည်းတိကျမသိရသေးပါဘူး။ IRGC ကအီရန်ရဲ့အတောင်တစုံလက်နက်ကိုင်တပ်ဖြစ်ပြီးအီရန်ရဲ့အစိုးရအဖွဲ့အဓိပတိကိုပဲတိုက်ရိုက်တစ်ဆာခံပါတယ်။ပြီးတော့နိုင်ငံဒုံးကြီးနဲ့နျူကလ িয়ার လက်နက်စီမံကိန်းတွေကိုလည်းကြီးမားကြီးမှုကိုကဲနေပါတယ်။ IRGC ခေါင်းဆောင်ပိုင်းကိုအစ္စရေးကလက်ဦးမှုရယူရှင်းခဲ့တဲ့ဟာအီရန်ရဲ့တံပြန်စစ်ဆင်ရေးတွေအကြီးအကျယ်ရင်ရိုက်သွားမယ်အထိပ္ပယ်ပဲဖြစ်ပါတယ်။လက်ရှိချိန်မှာတော့အစ္စရေးရဲ့စစ်ဆင်ရေးတွေကိုဆက်လက်ဆင်နွှဲနေသေးဖြစ်ပြီးအီရန်ဘက်ကတော့အပြင်းထန်တုံ့ပြန်တော့မှာဖြစ်ပါတယ်။ခါဒီတဲ့ရန်ဘတ်နိုင်ငံသားကစီးပီးပခါဟာအမြင့်ဆုံးအဆင့်ထိစုပွက်လာစင်မှာလည်းဖြစ်ပါတယ်။